်မုံရွာနဲ့6ဦးပါလား6ဦးဆက်လာတရင်ကျော်လာပြီးနေညမှာစီမီတပိတ်ဆိုပြီးမှလောက်ကြတယ်တဲ့အဲ့ဒါဟာကိုဟောပေါ့နော်တမတော်ကနေလို့ဘုံကျဲတယ်ဒါပေမဲ့ဦးစင်းအနေနဲ့ဒါကတော့ဘုံကျဲတာကိုထောက်ခံတာမှမဟုတ်ဘူးနော်ဦးစင်းအနေနဲ့အဲ့ဒီစီမီတပိတ်ရဲ့လောက်ရကိုတော့လုံးဝလုံးဝလက်မခံဘူးဘာကြောင့်လဲဆိုတော့တရင်ကျော်လာပြီးညဆိုတာဘာသာရေးပွဲဘာသာရေးပွဲမှာဗုဒ္ဓပူဇနီးရပွဲဖြစ်နေတယ် ဒါတော့တော်လိုင်းရေးလုတ်ခြင်းတော်လိုင်းရေးအတွက်ဆန္ဒပြခြင်းလို့ဆိုရင်တီချာလုတ်မင်းတို့နိုင်ငံရေးလုတ်ရတဲ့ကိုဥစဉ်ရတယ်လို့မလုတ်နဲ့လို့တားမြစ်တာလည်းမဟုတ်ဘူးဖန်တားတာလည်းမဟုတ်ဘူးဒါပေမဲ့တို့ရဗုဒ္ဓကုသနိယပွဲနဲ့တော့လာမရောနဲ့ဗုဒ္ဓကုသနိယပွဲတိတ်ခါကြတယ်ကွာအချို့မြထားတဲ့တကက်ဥထိတ်ထားတဲ့ဘာသာရေးဗုဒ္ဓကုသနိယပွဲကိုလာတော်ပြီးမှနိုင်ငံရေးအရာမဆိုးနဲ့မင်းတို့ဆန္ဒပြခြင်းလို့ဆိုရင်တီချာပြကြိုက်တယ်လို့ပြကွာအဲ့ရအချို့မြထားတဲ့ဗုဒ္ဓကုသနိယပွဲဘာသာရေးပွဲမှာအဲ့ဒါတို့တပိတ်ဆုံးတော့လာမလုတ်နဲ့အရာမဆိုးနဲ့ ဘာသာရေးတိခါကြရဲဗုဒ္ဓပူဇဏီပွဲတိခါကြရဲကွာဖျားပွဲဖျားကိုပူဇော်တဲ့ပွဲကိုမမဟုတ်တဲ့မင်းတို့တို့အန်ယူဂျီတရောင်းစားဒေါ်လာရေးတွေလာမလို့လာနဲ့အမေရိကန်မှာနေတဲ့တကာချိုကြီးနဲ့ဖင်လန်ကတကာမောင်မောင်တို့လို့နော်အေးမင်းတို့ကိုဥစဉ်တောင်ပြပြမယ်ကွာမင်းတို့ကနိုင်ငံတကာကိုသွားလို့အပြင်ပလောကအရာကိုကျွမ်းကျင်ပေမဲ့အဲ့လိုကျွမ်းကျင်တဲ့ခါကျတော့နိုင်ငံရေးလောကသဘောအပြင်အပြင်နိုင်ငံရေးလောကကိုမင်းတို့အများထက်ပိုပြီးတည်ကောင်းသိလိမ့်မယ်ဒါပေမဲ့တက်တဲ့လောကဆိုတာကအပြင်ပလောကနဲ့ဆက်ဆက်မှုမရှိတဲ့ တီချာဖြစ်တဲ့အတွက်မင်းတို့အနေနဲ့ကဘာပတ်နိုင်ရမကလို့အင်္ဂါဂျူတီပဲသွားနိုင်ရင်သွားနိုင်စေတတွင်းလောကရဲ့သဘောတဘာဘကိုတော့မင်းတို့ကားကနနာမသိနိုင်ဘူးကဘာပတ်နိုင်တိုင်းအင်္ဂါဂျူတီသွားနိုင်တိုင်းအကုန်သိလိမ့်မယ်လို့မထင်နဲ့ပြင်ပလောကအရာတော့အတိအကျသိလိမ့်မယ်ဒါပေမဲ့တတွင်းလောကအရာကိုတော့မင်းတို့ဘလို့မှအပြည့်အဝအမှန်ကမသိနိုင်ဘူးဘာကြောင့်တော့တတွင်းလောကဆိုတာတီချာနေပဲဖြစ်နေတယ်အဲ့တော့မင်းတို့ရဲ့အတိလိုသလားလိုသေးလားမလိုသေးလားဆိုတော့ဥစဉ်တစ်ချက်ထောက်ပြမ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မုံရွာစီမိတပိတ်ဘုံကျဲတာနဲတောင်နေသေးတယ်ဆိုတဲ့မပါတာဖုန်ကြီးရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာဒီတစ်ခါတော့ခုတစ်ခါဒီကိုပြန်ပြောရမယ့်အချိန်ရောက်တော့ပြန်နော်အမေရိကန်မှနေတဲ့တခါချိုကြီးနဲ့ဖင်လန်ကတခါမှမောင်တို့လို့နော်အေးမင်းတို့ကိုဦးစင်းတောင်ပြောပြမယ်ကွာမင်းတို့ကနိုင်ငံတကာကိုသွားလို့အပြင်ပါလောကအရာကိုကျွမ်းကျင်ပေမဲ့အဲ့လိုကျွမ်းကျင်တဲ့ခါကျတော့နိုင်ငံကြီးလောကသဘောအပြင်အပြင်နိုင်ငံကြီးလောကကို တို့အများထက်ပိုပြီးတည်ကောင်းသိလိမ့်မယ်။ဒါပေမဲ့တက်သွင်းလောကဆိုတာကအပြင်ဘလောကနဲ့ဆက်ဆက်မှုမရှိတဲ့တီးချဖြစ်တဲ့အတွက်မင်းတို့အနေနဲ့ကဘာပတ်နိုင်ရမကလို့အင်္ဂါဂျူတီပဲသွားနိုင်ရင်သွားနိုင်စေ။တက်သွင်းလောကရဲ့သဘောတဘာဘကိုတော့မင်းတို့ခက်ခဲနေတာမသိနိုင်ဘူး။ကဘာပတ်နိုင်တိုင်းအင်္ဂါဂျူတီသွားနိုင်တိုင်းအကုန်သိလိမ့်မယ်လို့မထင်နဲ့။ပြင်ဘလောကအရာတော့အတိအုံသိလိမ့်မယ်။ဒါပေမဲ့တက်သွင်းလောကအရာကိုတော့မင်းတို့ဘလို့မှအပြည့်အဝအမှန်ကမသိနိုင်ဘူး။ဘာကြောင့်လဲဆိုတက်သွင်းလောကဆိုတာတီးချနေပဲဖြစ်နေတယ်။အဲ့တော့မင်းတို့ရဲ့အတိလိုသလားလိုသေးလားမလိုသေးလားဆိုတော့ဥစဉ်တစ်ချက်ထောက်ပြမယ်။အဲ့တော့ စစ်တပ်မှာစစ်တပ်တဲ့စစ်တပ်တိုင်းမှာတပ်ပြင်းတရားစီရင်ရေးဆိုတာဘာကြောင့်ထားတာလဲအဲ့ဒါကိုသိရအဖြေသိလိမ့်မယ်အဲ့ဒါမသိသေးရင်တော့မလို့အဖြေမသိဘူးနော်အဲ့ဒါမသိရင်အဖြေမသိဘူးအဲ့တော့မင်းတို့ကအဲတပ်ပြင်းလောကမှာအင့်ပြချာစားတွေများနေတယ်ဒါဟာခေါင်းဆောင်ဖြစ်တဲ့ဘုသူတီကဘုသူကြီးကနေလို့ဒါဒီကိုစိန်ငင်ပေးထားလို့ခုလိုဖုတ်ပြပေးထားလို့တန်ရှင်းရေးမလုပ်လို့လို့မင်းတို့ကထင်ကြတယ်ဒါပြီးအဲ့ဒါနဲ့ပတ်သက်လို့ဦးစင်းပြောအောင်မယ်နော်တက်တွင်တဲ့တန့်ရှင်းရေးလုပ်နေတာကိုမင်းတို့ပြည်သူတွေတိအောင်ချပြဖို့လိုသေးလို့လားဟမ် တခါချူချင်းဟမ်အတိတ်ကတန်ရှင်းမှုပဲမဟုတ်လားဟင်စစ်ဖို့တရားမကောင်းတာကိုတချင်ကတန်းပြည့်အတွက်အသက်ပေးဘက်ကွယ်ခဲ့ဘူးတာကိုမထောက်ရှုတော့ပဲသူ့မိသားစုလူ့ဘဝဝန်ကျင်မှာရက်တီမနေနိုင်တော့အောင်ဖျက်ပြလိုက်ရမှာလားဟင်ဖျက်ပြလိုက်ရမှာလားအဲ့လိုလို့ရဲ့အဲ့လိုလို့ရမျိုးကိုတက်မတော်သားတိုင်းကရောလက်ခံနိုင်ကြမှာလားဟုတ်အဲ့လိုလို့လို့ဖြစ်ရဲ့တက်မတော်စီတစ်ခုလုံးလုံးဝပြိုကွဲသွားလိမ့်မယ်အဲ့လိုလို့ရမျိုးကိုလှုပ်ရင်လေ ဆယ်နှစ်မကြာဘူးမြေကြီးလက်ခံလို့သာလွဲခြင်းလွဲသွားလိမ့်မယ်အဲ့ဒါကတော့လုံးဝမလွဲဘူး။ဘာကြောင့်လဲ။စစ်သားစစ်သားနဲ့အရာသားရာဇဝတ်တားခြင်းတူတယ်။ဒါပေမဲ့ခံစားချက်ချင်းမတူဘူး။အဲ့ဒါလည်းပါတော့ပေးဆက်ခဲ့ဘူးသူနဲ့မပေးဆက်ဘူးသူကွာခြားတယ်။အရာသားတယောက်ရဲ့ကြောက်ကိုဘယ်ဘယ်မျိုးဘယ်ဘာကဘယ်သူအဖဘယ်သူအမိဘယ်သူရဲ့အသားမောင်ဘယ်သူဟာဘာအမှုနဲ့ကျူးလွန်လို့ ်ပုံမှန်ဘလောက်နဲ့အေးအေးယူပြီးမှထောင်ချလိုက်ပါတယ်လို့သတင်းစာထဲမှာပြူးပြူးကြီးခေါင်းစည်းကချကျင်ညာလို့လဲပိစာမရှိဘူး။ဒါဆိုသူကတိုက်ပြီးအတွက်ပိစာခဲ့ဘူးတဲ့သူတွေမဟုတ်တဲ့အတွက်နာစရာအကြောင်းမရှိဘူး။စစ်သားတွေမှာတော့အဲ့လိုမဟုတ်ဘူး။အရှင်တို့ရဲ့အသက်ပြပြကာခွဲထားကြတဲ့ဟာအခုမားတာမားတာတကံပန်တာပဲ။အဲ့လိုကျင်ညာလိုက်ချရပဲဘာဖြစ်လာလဲဆိုတော့ကြတော့တပ်မတော်သားတွေကခံစားချက်တည်းမှာပါလဲ။ငါတို့ကွာမကောင်းတာတော့မကောင်းတာပဲ။တချိန်လုံးကတိုက်တိုက်ပြီးအတွက်အသက်ပေးကာကွယ်ခဲ့ဘူးတဲ့မျက်နာကြီးစုကမှမထောက်လုံရဲ့လေခြင်းဆိုတဲ့ အရာကနော်တဘာမကြီးအောင်နာကြီးတယ်ဘာကြောင့်လဲမိသားစုကိုထိခိုက်စေတဲ့အရာမျိုးမို့နော်စစ်ဘိုလ်ချုပ်တယောက်ကိုအဲ့လိုခေါင်းစည်းကြီးနဲ့ပြည်သူတယောက်ပြုတ်ပြင်းချင်းချပြလိုက်မယ်ဆိုရင်သူ့မိသားစုကအရာထဲမှာဘယ်လိုနေမလဲနော်တမန်တော်သားတွေကယင်ထဲမှာဘယ်လိုခံစားရအောင်မေးလဲငါတို့မကောင်းရင်ငါတို့တည်ထံပဲပြေးခြင်းပြေးခြင်းတတ်တယ်ဘုရမကောင်းလို့ဘုရခံရတာဒါကြောင့်မဲ့ငါတို့မိသားစုအတွက်ထောက်ထားမှုလေးကမရှိဘူး အချိန်တုန်းကတိုက်ပြည်ပြန်ငါတို့အသက်ပေးကာကွယ်ခဲ့ပြီးတော့ဂျေဇူးတရားဒီအရာကောင်မထောက်ထားမှုမရှိမိသားစုမျက်နာကောင်မထောက်လောက်ရလေချင်းဆိုတဲ့ခံစားချက်ကတမန်အရာသားနဲ့မတူဘူးအဲ့ဒီလူရဟာဆက်သားတွေရင်ထဲမှာကဘာမချီအောင်နာကြီးတယ်နော်ကဘာမချီအောင်နာကြီးတယ်ဒါကြောင့်မို့ရသဘောသားချင်းတူတယ်စစ်သားနဲ့အရာသားရသဘောသားချင်းတူတယ်ခံစားချက်ချင်းမတူဘူးအဲ့ဒါကြောင့်မို့တက်တွင်းတရားရေးဆိုတာတီးကြထားတာပြည်သူမသိအောင်တိုးတိုးတိတ်တိတ်တရားစီရင်ရတာမို့တက်တွင်းထဲမှာလည်း အချင်းပြချာစားမှုတွေရှိတတ်တဲ့ရှိလဲရှိတယ်ဒါကြောင့်မို့တပ်တွင်းတရားစီရင်ရေးဆိုတာထားတယ်ဒါပေမဲ့ဘာဖြစ်လို့တပ်တွင်းတရားစီရင်ရေးလို့ထားတာလဲဆိုတော့ကြာတော့ပြည်သူတိအောင်တရားစီရင်လို့မတက်လျော်လို့မရခေါင်းလို့အဲ့တော့မနောတက်ချုပ်မဲအွန်လိုင်းကြီးကနေလို့ဘယ်ဘူချုပ်တွေကိုတော့အရေးယူလိုက်ပါပြီလို့เนาะမမျော်လင့်နဲ့မျော်လင့်တဲ့ကောင်အယူပဲအဲ့ဒီတရင်ကမမျော်နဲ့မျော်လင့်တဲ့ကောင်အယူ ဘယ်တော့မှချိန်ညာမှာမဟုတ်ဘူးကိုယ့်အသူတိုးတိုးတိတ်တိတ်တရားစီရင်ပြီးမှလူကောင်းလူကောင်းလူတွေလဲရင်လဲနေလိမ့်မယ်အဲ့ဒီအရာမင်းတို့ဘလို့မှသိချင်းပါတယ်တော့အော်ချင်းအော်ကြိုက်တလို့အော်ဒီမိုကရေစီနဲ့ဘာမှမဆိုင်ဘူးနော်ဒီမိုကရေစီလုတ်ခွင့်ရင်းနဲ့အဲ့ဒီတပ်တွင်းတရားစီရင်းနဲ့သွားမရောရှက်ချင်းနဲ့မင်းအဲ့လိုအဲ့လိုရောရှက်ပြီးအော်ချင်းတို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 င်းကလေးဆော်ခဲ့မယ်ဘယ်တော့မှခွင့်မှမဟုတ်ဘူးပြားကနော်တပ်မတော်ကြီးတခုလို့ပြူကိုကျွယ်ခွဲသွားမယ်အရေးကတော့ဘယ်တွင်းဘယ်နည်းနဲ့မှလက်ခံမှာမဟုတ်ဘူးဒီမိုကရေစီလုတ်ခွင့်ရင်းပွင့်လင်းမြင်သာမှုရှိရပါမယ်လို့သွားမအော်ချင်းနဲ့ဒီသမက်စားရမယ် နော်ကြည်တမ်းပဲစားရမယ်ဘယ်တော့မှမပြောနိုင်တာဖြစ်လာနိုင်ဘူးဘာကြောင့်လဲတတ်မလို့ဒီတစ်ခုလုံးပြိုကွဲသွားမယ်မင်းတို့အရာသားကဘယ်ပြို့ဘယ်ရွာကဘယ်သူရဲ့သားဘယ်သူခေါင်းဘယ်သူမှတ်ပုံနေတာမှဘလောက်ဘလောက်ဘလောက်နော်သူကတော့ပြည့်ပြင့်မှုဘလို့ကျွလုံလို့မပေါ်မှာဘလောက်နဲ့ထောင်တာမနေနဲ့ချလိုက်ပါပြီလို့သတင်းစာခေါင်းစည်းကပူပူကြီးချိန်ချိန်ရလဲပိစမရှိဘူး။ဘာကြောင့်လဲ။သူတို့မှတိုင်းပြည်ကိုပိစခဲ့ဘူးတဲ့သူမဟုတ်တဲ့အတွက်နာစရာအကြောင်းမရှိဘူး။တပ်မတော်သားဒီမှာကတော့ငါတို့အခုမကောင်းတာမကောင်းတာပဲ။တစ်ချိန်လုံးကနိုင်ငံတော်ကအသက်ဘေးကဝင်ခဲ့တဲ့မျက်နှာကမှမထောက် နော်ငါတို့ကအပြစ်ပေးခြင်းပြင်ဖြစ်နိုင်ရအတိတ်မှာပေးခြင်းပေးငါတို့မိသားစုဆက်လက်ဆက်လက်ရှင်သာနိုင်ဖို့အတွက်ဒီအရာလေးကိုမှမထောက်ရှုလောက်ရဲ့လေခြင်းဆိုတဲ့အရာဟာခံစားချက်မတူဘူးဒါကြောင့်မို့တက်သွင်းတရားစီရင်ဆိုတာထားရတယ်အဲ့တော့တက်သွင်းမှာအချင်းပြချစားတာတွေကိုမင်းတို့တက်ချုပ်ကနေတော့တရားစီရင်တာမစီရင်တာဖမ်းတာမဖမ်းတာတက်ရှင်းလောက်တာမလောက်တာတွေကိုတော့မှပစူးစမ်းခြင်းနဲ့မင်းတို့တိကျမရှိဘူးအဲ့ဒါကိုမျောလင့်ချက်ကောင်းလားအယူပဲနော်အယူပဲအဲ့တော့စီရင်တာမစီရင်တာငါတို့မသိနိုင်တဲ့အတွက်ဘာမှမပြောနေနဲ့ဘာမှမပြောခြင်းနဲ့ပြောလို့လည်းမရဘူး ်သူတည်နေတဲ့အရာလည်းမဟုတ်ဘူးတိကွနဲ့မပေးနိုင်ဘူးဒီမိုကရေစီလို့ဖွင့်ရေးကွာဖွင့်လင်းမြင်သာရမယ်လို့သာမလို့ချင်းနဲ့ချီဆံမဲ့စားရမယ်ဟုတ်မလားအဲဒါကြောင့်မို့တကားချူချင်းနဲ့တကားမောင်မောင်တို့အပြင်ကမွေပါမနဲ့မင်းတို့ကျင်နေတယ်ဆိုတာကဘာပပစ်ကျင်နေဆိုအပြင်လောကကိုကျင်နေတာမင်းတို့ကျင်နေနိုင်သောအဖြစ်နဲ့ရကဘာမကလို့အင်္ဂါဂျူတိပဲရောက်လို့ကျင်နေတယ်မြင်စေမင်းတို့တတ်တဲ့အရေးကိုတော့ဘယ်နည်းနဲ့မှမသိနိုင်ဘူးတတ်တဲ့အရေးဆိုတာကတတ်ထဲမှာနေဘူးတဲ့သူမှသာနေသိလိမ့်မယ်ဒါပေမဲ့ဦးစောနေဘူးဆိုတာမနေဘူးပါဘူးတို့တော့လေခံစားချက်သဘောကိုသိတာနော်ဟုတ်ပါလို့ဒါကျင်တဲ့ခံစားချက်သဘောကို ။ဘာကြောင့်တက်တင်တရားစီရင်ရေးကိုတိကျထားရတာလဲဆိုတဲ့အချက်။ပြီးတော့ပေးဆက်ဖူးသူရဲ့ရင်ထဲကခံစားချက်ဒီနှစ်ခုနဲ့ပြီးကြည့်ရ။နော်။မျိုးအမေးကြည့်ကြည့်လေ။ဘာကြောင့်တက်တင်တရားစီရင်ရေးကိုတိကျထားရတာလဲခင်ဗျာလို့မေးကြည့်လိုက်။ဇဝနာပြောသလိုမဖြေခဲ့ဘူးဆိုရင်နော်။ခံစားချက်။မပေးဆက်ဖူးသူကမနာဘူး။ပေးဆက်ဖူးသူကနားတဲ့။တဘာမချိအောင်နားတဲ့။ဒါကြောင့်မို့ကိုချင်တဲ့အရာကိုဝေဖန်ပါသုံးသပ်ပါထောက်ပြပါကောင်းပါလေမင်းတို့ထောက်ပြသုံးသပ်ချက်တရားကောင်းလို့လဲဦးစင်းလို့လဲအမြဲတမ်းနားထောင်ခဲ့ပါတယ်ဒါပေမဲ့တတ်တွဲအရေးကိုတော့ ကောင်းတယ်ဆိုတယ်သွားဝေပါလို့မရပါဘူးကိုသိနိုင်တဲ့အရာပါဘူးပွင့်လင်းမြန်တာမွေးရှိပါလို့သွားပြောကြည့်ရစီစာမဲစားရပါလိမ့်မယ်မရပါဘူးခင်ဗျာနော်ကဲဒါလေးပါပဲနော်ဒါကဟိုကုမမီနိုင်တဲ့အရာတီချာကန့်တတ်ချက်နေရာလေးကိုထောက်ထမ်းပြီးမှအပြင်ကနေမှန်းပြီးဝေပန်လို့အရာသားကတော့အရာသားကတော့ချိန်ညာချက်ဘသူ့ကိုရေးလိုက်ပါတယ်လို့သိရတယ်တတ်တဲ့မှမသိရဘူးဆိုကြောတာမအရာသားအမေအမြင်မျိုးနဲ့သွားမွေပန်နဲ့ဒီနေ့ခက်ကအဲ့လိုပန်တဲ့လူများနေလို့ပြောတာနော်မရဘူးစီစာမဲစားရမယ်တက်မတော်ကြီးပြုတ်ကမခံနိုင်ဘူး ဆယ်နဲ့မပြေဘူးအေးတိုင်းလုံးလို့ရန်ဘယ်တက်တားကမှလက်မခံနိုင်ဘူးနော်မိကြည့်လိုက်တက်တက်သွားလိမ့်ကိုအဲရမှလက်မခံဘူးအဲ့လိုမျိုးကိုချင်းနဲ့တည်တံပေးလိုက်အေးတိုင်းတို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 းတည်တံပေးလိုက်လက်ခံတဲ့ပြုတ်ကလေးပြက်ကလေးပြည်သူတောင်ချပြလာရင်ကတော့လေဆယ်နဲ့မစီဘူးဆယ်နဲ့မကြဘူးမိကြည့်လက်ခတ်လို့တာလွဲရင်လွဲသားမယ်အေးတက်မလို့ကပြုတ်ပဲပြည့်စီမှာတော့လုံးဝမလွဲဘူးမှတ်ထားအဲ့ဒါပဲဒီစိတ်ရတိုက်ပြီးဟာအင်ဂျက်ရှင်အိုးမဲလုံးတိုက်ခိုင်းနေတာဟာဒီကြောင့်မပြောတာပါလေငါတို့ဒါမလို့အဲ့တော့လက်ရှိဘုံပြက်ခံရတဲ့ဒီလူကြီးရဲ့စိတ်ထဲမှာ အရင်တည်းကခန်းစားနေရင်းနဲ့ဒီလိုမျိုးပုံနေထားပါတယ်။ရန်ကုန်မှာတောင်ကြီးမှာမန္တလေးမှာမကွေးမြတော်မှာရွှေဘုရားပေါ်မှာပျော်ဝဲဆင်နေတဲ့လူကြီးကိုကြည့်ပြီးငါတို့စီမီလေးထုံးလာကြတော့ဘုံကျဲပြီးတက်ဖြတ်တယ်။သူတို့ကြတော့ကြုံလိုက်ကြတာ။ဤသူအချင်းချင်းအမုံကြီးအမုံအမြင်လေးလွဲနားလေလွဲတဲ့သွေးခွဲဖိနှိပ်အုပ်ချုပ်တဲ့ပုံစံဖြစ်ပါတယ်။တစ်ဖက်မှာခွေးပေးမယ်တစ်ဖက်မှာဖိနှိပ်ဖိနှိပ်သူဘက်ကခွေးပေးရတယ်သူဘက်ကမုံတယ် အခွင့်အရေးရနေသူတွေဘက်ကလည်းဖိနှိပ်သူတွေကိုကြည့်ပြီးခံဖို့တော်လှန်ကြတာကိုဒီလိုစိတ်ဝမ်းကွဲပြားမှုမျိုးကိုစစ်တပ်ကလုပ်နေပါတယ်အမကဲဒီတစ်ခါတော့မုံရွာနဲ့6ဦးပါလား6ဦးဆက်လားရင်းကျော်လာပြင်းနေညမှာစီမီတပိတ်ဆိုပြီးမှလောက်ကြတယ်တဲ့အဲ့ဒါဟာကိုဘာပေါ့နော်တမတော်ကလည်းဘုံကျဲတယ်ဒါပေမဲ့ဦးစင်းအင်းနဲ့ဒါကတော့ဘုံကျဲတာကိုထောက်ခံတာမဟုတ်ဘူးနော် ဦးစင်းအနေနဲ့အဲ့ဒီစီမီတပိတ်ရဲ့လုံရောက်ကတော့လုံးဝလုံးဝလက်မခံဘူး။ဘာကြောင့်လဲဆိုတော့သတင်းချုပ်လက်ပြညဆိုတာဘာသာရေးပွဲဘာသာရေးပွဲမှာဗုဒ္ဓပူဇနီးယပွဲဖြစ်နေတယ်။ဒါတော့တော်လိုင်းရေးလှုပ်ချင်တော်လိုင်းရေးအတွက်ဆန္ဒပြချင်တယ်ဆိုရင်တီချာလှုပ်။ဒီနေရာမှာဦးစင်းပြောချင်တာကရွှေကလည်းရွှေအတုဆိုရင်ရွှေတိတ်ခါရွှေစစ်တွေတိတ်ခါကြတယ်။ရဲအတုလှုပ်တော့ရဲအစစ်တွေအထင်သေးမြင်သေးခါရတယ်။နော်ရဲအတုပြီးလိန်လဲစစ်သားအတုလှုပ်ပြီးလိန်တယ်ယဟန်အတုလှုပ်ပြီးလိန်တယ်စသဖြင့်အလူကအတု နော်မဟုတ်လို့ဘုရားဘာဆောက်တယ်လို့လို့ចောင်းမတဲတယ်လို့လို့လုံးနဲ့အဲ့တော့အတို့အတို့យ៉ាងတွေចောင်းမို့လောကကြီးဟာပြည့်စည်နေတာအဖို့တန်တဲ့ယရနာတခက်ဘာသာတရားတွေကထိခိုက်ပြည့်စည်ပြီးမှနင့်နာနေရှားရတယ်နော်အာအလူကလာတယ်ဆိုလို့ရှိရင်ဘေကလက်စုမှစစ်တမ်းတွေကောက်နေရတယ်အမှန်ဆိုလို့ရှိရင်စစ်တမ်းကောက်စာမလိုဘူးလေနော်ရထိတ်ရတော့လာလာတယ်ဘလူကန်တွေလာတယ်စစ်တမ်းတွေကောက်နေရတယ်ဘာကြောင့်ကောက်နေရတာလဲထောက်ကန်စာတွေတောင်းနေရတယ်ဘာကြောင့်တောင်းနေရတာလဲလူလိန်လူညာတွေဖြစ်နေရှိနေလို့တကယ်အစ်မန်တွေဒုက္ခဖြစ်နေရတာအဲ့ကကြတော့အဲ့ဒါလိုပဲဥစ္စာတို့ပြုဖြစ်စေချင်တာကနော် တခါသတင်းချုပ်လက်ပြီးနေညမှာစီမီထွန်းတယ်ဆိုတာကဘာသာရေးဘာသာရေးတော်မှာဥစ္စလဘုဒ္ဓဘာသာထေရဝါဒဘုဒ္ဓဘာသာရဲ့အထွတ်အမြတ်ဖြစ်တဲ့ဘုဒ္ဓပူဇနီးယပွဲနော်ချက်ရှင်ဟာတော်ရင်နာနတ်ပြည်မှာဗိဓမာတရားဒေသနာတော်ဆုံးဟောပြီးမှာသတင်းချုပ်လက်ပြီးနေညမှာတင်ကတ္တနဂိုပြည်ကိုလူပြည်ကိုဆင်းသက်လာတဲ့ညမှာဘုရားရှင်ကိုပူဇော်တဲ့ပွဲဘုဒ္ဓပူဇနီးယပွဲဒါဟာနည်းနည်းရရအခမ်းအနားပွဲပွဲမဟုတ်ဘူးအဲ့ဒါလို့ဘုဒ္ဓပူဇနီးယပွဲကိုဘာမှဟုတ်တဲ့ငမြောက်ခွဲ၆နော် ဘာမဟုတ်တာကမြောက်၆နိုင်ငံရေးနိုင်ငံရေးတော်လာရေးတွေလာမလုံးနဲ့အဲ့ဒါကြီးလက်မခံဘူးမင်းတို့တော်လာရေးမလို့ရဘူးလို့မပြောဘူးဆန္ဒမပြဘူးလို့မပြောလို့ဘူးအဲ့ဒါကိုတားမြစ်တာလည်းမဟုတ်ဘူးမင်းတို့နိုင်ငံရေးလုံရတွေကိုဦးစင်းရတယ်လို့မလုံးနဲ့လို့တားမြစ်တာလည်းမဟုတ်ဘူးဖန်တားတာလည်းမဟုတ်ဘူးဒါပေမဲ့တို့ရဲ့ဗုဒ္ဓပူဇနီးရပွဲနဲ့တော့လာမရောနဲ့ဗုဒ္ဓပူဇနီးရပွဲတိတ်ခါကြတယ်ကွာနော်ဗုဒ္ဓပူဇနီးရပွဲအထွတ်အမြတ်ဖြစ်တဲ့ဗုဒ္ဓပူဇနီးရပွဲကိုမင်းတို့နိုင်ငံရေးလာအသုံးမချနဲ့နော်နိုင်ငံရေးလာပြီးအသုံးမချနဲ့မင်းတို့ဆန္ဒပြကြတယ်ဆိုရင်တခြားအချိန်မှာပြနော်တခြားနည်းနဲ့ပြတခြားချိန်နဲ့ပြ အခုကတရင်ချိုလက်ပြင်းနေညဗုဒ္ဓပူဇနီယပွဲဗုဒ္ဓဘာသာဗုဒ္ဓဘာသာတွေအထုဗုဒ္ဓဘာသာတွေအထုမြထားတဲ့တကက်ဥထိတ်ထားတဲ့ဘာသာရေးဗုဒ္ဓပူဇနီယပွဲကိုလာတော်ပြီးမှနိုင်ငံရေးအရာမဆိုးနဲ့မင်းတို့ဆန္ဒပြကြနေတဲ့တိချပြစိတ်တလို့ပြကွာနော်စိတ်တလို့ပြကွာမင်းတို့မင်းတို့မင်းတို့နီးနေမင်းတို့ပြတာဦးစင်းမင်းတို့2023တုန်းကမင်းတို့နီးမျိုးစုံဆန္ဒပြခဲ့တဲ့တပိတ်တွေလုခဲ့တာဦးစင်းတို့ဘာမှပြောခဲ့ဘူးနော်နတ်တရောဘာရတဲ့တောင်စားဒီကအကောင်လုံးကောင်းမမင်းတို့မှဖဲဝါခေါင်းနေတော့နီးမျိုးစုံတပိတ်တပိတ်စုံတပုတ်နော်တပိတ်စုံဆန္ဒပြခဲ့တဲ့ ဦးဇင်းတို့ဘာတစ်ခုမှမင်းတို့မကက်ရက်ခဲ့ဘူးမပြောခဲ့ဘူးဒါကမင်းတို့ဆန္ဒနဲ့မင်းတို့ဒီမိုကရေစီလွတ်လပ်ခွင့်နဲ့မင်းတို့သဘောမင်းတို့ခွင့်ခွင့်ရင်းနဲ့မင်းတို့ဆန္ဒပြတာဦးဇင်းတို့ဘာမှမပြောဘူးစိုက်တဲ့နီးနဲ့ဆန္ဒပြ2021တုန်းကမင်းတို့ဆန္ဒပြခဲ့တယ်နီးမျိုးစုံဆန္ဒပြခဲ့တယ်ဦးဇင်းဘာမှမပြောခဲ့ဘူးအဲ့ဒါမင်းတို့ရဲ့လွတ်လပ်ခွင့်မင်းတို့သဘောနော်အစိုးရကကြည်ပြူရဲ့လက်ခံပြီးပြီဒါအစိုးရအပိုင်နော်2021တုန်းကအစိုးရနဲ့မင်းတို့နဲ့ပဲဆိုင်တယ်အဲ့ဒါကမင်းတို့ရဟန်းနေနဲ့မဆိုင်ဘူးဘာသာရေးနဲ့မဆိုင်ဘူးဒါကြောင့်မို့ဦးဇင်းတို့ဘာမှမပြောခဲ့ဘူးအခုပြီးခဲ့တဲ့သတင်းချုပ်လာပြီးနေညတော့ကညမှာနော်စီမီးတပိတ်ဆိုပြီးမှလုတ်ခဲလုတ်တာကတော့တို့ဘာသာရေးနဲ့ဆိုင်သွားပြီး ဗုဒ္ဓပုဇနီယပွဲကိုမင်းတို့တော်လန်ရေးဆိုတဲ့နိုင်ငံရေးအောင်ဆိုးသွားပြီဒါကတော့တို့ယဟန်တော်ရင်နဲ့ဓာတ်ရိုက်ဆိုင်သွားပြီမတို့ကဘာသာရေးကောင်းဆောင်ယဟန်ကိုထတာတင်ကောက်ကိုထတာဖျားသားတော့ဒါကြောင့်မို့ဘာသာရေးဗုဒ္ဓပုဇနီယပွဲမှာနိုင်ငံရေးအောင်ဆိုးအယုံရေးဆိုးတော့အောင်ဆိုးတော့ပြီးမှဟိုကဘာလဲစီနီထွန်းတပိတ်ဆိုပြီးမှလောက်တယ်မျိုးကလေးလုံးဝလက်မခံဘူးစစ်တရေမဲ့တယ်စစ်တရေတုံးလုံးတယ် လောကကြီးမှာအဲ့လိုအယောင်ဆောင်တွေဒါကြောင့်မို့တကယ်အစ်စ်မှနေတိတ်ခါကြတယ်ရဲဆိုမှအတုတော့ပဲလိန်တော့ရဲစစ်တွေခံရတယ်စစ်သားအတုဆိုပြီးလိန်ပြီးတော့စစ်သားတွေစစ်သားစစ်တွေခံရတယ်နော်အလူကအစ်စ်တွေကြောင့်မို့အလူကအတုအယောင်ဆောင်အတုကြောင့်မို့တကယ်အလူကအစ်စ်သမားတွေကထောက်ခံစာတွေတောင်းနေရတယ်ယဟန်အတုတွေပေါ်လာလို့တို့ယဟန်အစ်စ်တွေတိတ်ခါကြရတယ်အမြင်ငယ်နေရတယ်ဒီလိုအယောင်ဆောင်ရောထွေးရောထွေးလို့တဲ့ကိုဇဝနာတို့လုံးဝလုံးဝလက်မခံဘူးမင်းတို့တော်လန်ရေးလို့ချင်တယ်ဆိုရင်ဆန္ဒပြချင်တယ်ဆိုရင်တိကျပြချိန်တဲ့နီးနဲ့ပြလွလွလပ်လပ်ပြအဲ့ဒါအစိုးရနဲ့ဆိုင်တယ်ငါတို့နဲ့ယဟန်တို့နဲ့မဆိုင်ဘူးငါတို့တင်ကန်းဖို့ထားတဲ့ယဟန်တို့နဲ့လုံးဝမဆိုင်ဘူးကြိုက်တယ်လို့ပြ 2017တုန်းကမင်းတို့ပြခဲ့တာငါတို့ဘာမှမပြောခဲ့ဘူးဒါပေမဲ့ပြီးခဲ့တဲ့ဇင်းချိုလက်ပြင်းနေညမှာစီမီထွန်းတပိတ်ဆိုမှလောက်တာကတော့လုံးဝလုံးဝလက်မခံဘူးငါတို့ရဲ့အထွတ်မြတ်ထားတဲ့ဗုဒ္ဓပူဇနီးပွဲဘာသာရေးပွဲမှာအဲ့လိုတပိတ်ဆုံတော့လာမလို့နဲ့အယောင်ဆုံးနဲ့ဘာသာရေးတိခါကြတယ်ဗုဒ္ဓပူဇနီးပွဲတိခါကြတယ်ကွာဖျားပွဲဖျားကိုပူဇော်တဲ့ပွဲကိုမမဟုတ်တဲ့မင်းတို့မင်းတို့ energy တရောင်းစားဒေါ်လာရေးတွေလာမလို့လာနဲ့ဆွေးရှင်းမပြောလိုက်မယ်ဒဲပြောလိုက်မယ်နော်

ဆန္ဒပြခဲ့တယ်ငါတို့ဘာမှပြောခဲ့ဘူးအဲ့ဒါငါတို့ဘာသာရေးနဲ့မဆိုင်ဘူးနော်အဲ့ဒါငါတို့ပြောတာကခုနကတင်ခန်းကတ်ထမိန်မှာဖုန်းကြီးပုံကတ်တာလည်းငါတို့ပြောခဲ့တာဂျာနက်မှာဖဲဝါဒီဘာသာတယ်ငါတို့ဘာမှပြောခဲ့ဘူးဟာအဲ့ဒါကမင်းတို့ရဲ့အပိုင်မင်းတို့လွတ်လပ်ခွင့်မင်းတို့ဒီမိုကရေစီဒါပေမဲ့တို့ဘာသာရေးကိုတော့လာတော့မချနဲ့နော်ဗုဒ္ဓပူဇနီယအပွဲငါတို့ဗုဒ္ဓရဲ့ပူဇနီယအပွဲကိုမင်းတို့နိုင်ငံရေးတွေလာမရောနဲ့တိတ်ခါကြတယ်ကွာတန်ဖိုးကြတယ်ကွာအဲ့ဒါပဲနော်အေးမင်းအောင်လည်းကမင်းတို့အဲ့ဒီ ဟာစီမီတပုတ်ကိုဘုံချဲတာကိုငါထောက်ခံတော့မဖြစ်နော်အဲ့ဒါချင်းချင်းမချဲတာအဲ့ဒါသူ့ပိုင်းသူချင်းချင်းချဲတာလည်းသူ့ပိုင်းမချဲတာလည်းသူ့ပိုင်းအဲ့ဒါတော့သူ့ပိုင်းမပြောလို့ဘူးနော်မနေ့ကဘယ်နေ့ဘယ်နေ့တေ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 ကလည်းမပြောဘူးနော်အဲ့ဒါကတော့ဦးစင်းပြောလို့ဘူးအဲ့ဒါကအပြစ်တော်ဘူးဒီခုဦးစင်းပြောတာကဘာသာရေးဗုဒ္ဓပူဇနီယပွဲကိုနိုင်ငံရေးအယောင်ဆိုးတာကိုပြောတာလမ်းလုံးနဲ့တော့နော်လုံးဝလမ်းလုံးနဲ့တော့ကြာရတို့ဗုဒ္ဓတနိုင်ငံလုံးရှိတဲ့ဗုဒ္ဓဘာသာတရားလုံးကိုစော်ခါလိုက်တာပဲနော်နိုင်ငံရေးနဲ့ဘာသာရေးမပြောနဲ့ဆိုနော် နိုင်ငံကြီးမှာဘာသာရေးမပြောနဲ့ဆိုမင်းတို့ပြောနေတာလေကွာမင်းတို့ပြောတာလေကွာအယောက်ဆောင်လာမပြောနဲ့နော်ဘာသာရေးပွဲကိုနိုင်ငံကြီးနဲ့လာမလို့မပြောနဲ့ဗုဒ္ဓပူဇနီးယပွဲတိတ်နေတယ်ကွာအဲ့ဒါမဲစီရင်မပြည့်စုံအချက်လက်ကွဲလွဲမှုရှိဟုစစ်ကောမရှင်ဝန်ခံရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စီရင်များကြီးညာထားရာမဲစီရင်မပြည့်စုံမှုအချက်လက်ကွဲလွဲမှုများရှိနေကြောင်းစစ်ကောမရှင်လက်အောက်ခံလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးဦးမြင့်ကျိုင်ကဝန်ခံပြောဆိုသည့် ယမန်နေ့အောက်တိုဘာ10ကနေပြည်တော်တွင်ပြုလုပ်သည့်စစ်ကော်မရှင်၏မြေပြင်ကွင်းစင်စည်ရင်ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးတွင်ကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့်ဦးမြင့်ကျိုင်ကထိုးထုတ်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းယနေ့အောက်တိုဘာ17ရက်ထုတ်စစ်ကော်မရှင်ထိန်းချုပ်သတင်းစာများတွင် ဖော်ပြသည် အချို့ဒေတာများ၌မဲစရင်မပြည့်စုံမှုအချက်လက်ကွဲလွဲမှုနှင့်လိုအပ်ချက်များအနည်းငယ်ရှိနေသည်ဟုတွေးရှိရပါကြောင်းဦးမြင့်ကျိုင်ကပြောသည်ထို့သူဖြစ်ရခြင်းမှာလက်ရှိအတည်ပြုလူဦးရေစရင်တွင်ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့်အကြောင်းမျိုးမျိုးကြောင့်ရွှေ့ပြောင်းနေထိုင်သူများသည်ပြောင်းရွှေ့နေထိုင်ရာဒေတာတို့အိမ်နောက်စုစရင်ပြောင်းရွှေ့ဝင်ရောက်မှုမရှိသေးသည့်အတွက်ဖြစ်ကြောင်းလည်းအကြောင်းပြသည် မဲစရင်ကွဲလွဲမှုအနှဲငယ်ရှိနေခြင်းဟုဦးမြင့်ကျိုင်ကဆိုတော်လဲကြန့်ခိုင်ရေးပါတီ၏နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌဘူးလက်ဦးလှဆွေကမူစစ်ကောင်မရှင်မဲစရင်များတော်တော်များများမှားယွင်းနေခြင်းဖြစ်ပြီးရက်ွက်အုပ်ချုပ်ရေးမှု၏မိသားစုပင်မဲစရင်မပါကြောင်းတေဆုံးသူနှင့်ပြောင်းရွှေ့သူများလည်းပြန်ပါဝင်နေကြောင်းပြီးခဲ့သည့်အောက်တိုဘာလ9ရက်နေ့ကမြင်းဤလူမှုကွန်ရက်စာမျက်နှာမှတဆင့်ထုတ်ဖော်ပြောဆိုခဲ့သည် ကျွန်တော်တို့မဲစင်းတွေကတ်ထားတာတွားကြည့်တယ်တွားကြည့်တော့တော်တော်များများလွဲနေတယ်ဘလို့လွဲတာဆို2020တုန်းကမဲစင်းအဟောင်းကြီးတွေလို့ယူဆရတယ်အဲ့ဒါတွေပြန်ကတ်ပေးလိုက်တယ်အခုအစ်စ်ပြန်ကောက်တဲ့ရက်ကြေးအုပ်ချုပ်ရေးမှုတွေပြန်ကောက်တဲ့စင်းတွေမဟုတ်ဘူးကွာတာကတော်တော်ကွာနေတယ်900ရမှာ300ရလောက်ကွာနေတယ်ဒါကတိတ်မကောင်းဘူးပေါ့နော်ဟုဘူးလက်ဦးလာဆွေကဆိုသည်စစ်ကော်မရှင်ဤမဲစင်းနဲ့ပတ်သက်ပြီးဘူးလက်ဦးလာဆွေပြင် အခြားမဲစီရင်တွားရောက်ကြည့်ရှုခဲ့သူများကလည်းမဲစီရင်များမှားနေကြောင်းလူမှုကွန်ရက်တွင်ထောက်ပြပြောဆိုမှုများရှိသည်ကျမကိုယ်တိုင်ကိုယ်စားလှယ်လောင်းလျှောက်တော့မဲစီရင်စစ်တာမပအူးဖြစ်နေလို့လာဝကမှတွားစစ်တော့ကျမအိမ်အောင်စုစီရင်ပါပျောက်နေပါတယ်စစ်တော့ပြီးမှပေါ်နေပါတယ်ကျမကတဲကုန်းမျိုးနဲ့ဆင်းမီးဆွဲမှနေသူကကိုယ်တိုင်လည်းအိမ်အောင်စုစီရင်မထွက်ပါဘူးပြီးမှလည်းမဝင်ထားပါပဲကျမမဲစီရင်ပျောက်နေတာအံ့ဩစရာပါဟုပြဂီတောင်စုငင်းကြဲရင်နဲ့ညီညွတ်ရေးပါတီရုပ်ဖုတ်ဥက္ကဋ္ဌဒေါ်စောယူမာက လင်းဤလူမှုကွန်ရက်တွင်အောက်တိုဘာ5ရက်နေ့ကရေးသားသည်အဲ့နေ့ကကျမတင်မဟုတ်ပဲကျမနဲ့ပါတဲ့သူတွေစစ်တဲ့အခါတယောက်ကပတောင်းရောက်နေတယ်တယောက်ကသုံးမြို့နယ်မှာပေါ်နေတယ်တယောက်ကရန်ကုန်ရောက်နေတယ် အဲ့လိုအမားတွေဖြစ်နေပါတယ်ဟုလဲဆိုသည်မဲစီယံမာယွင်းမှုများထုတ်ဖော်ပြောဆိုခံရပြီးနောက်လက်ရှိတွင်စစ်ကော်မရှင်၏ပထမအကြိမ်မဲဆန္ဒရှင်စီရင်ကိုစက်တင်ဘာ30ရက်နေ့မှအောက်တိုဘာ13ရက်နေ့အထိကျင်းပမည်ဖြစ်ကြောင်းသတ်မှတ်ထားရမှအောက်တိုဘာ20ရက်နေ့အထိမဲစီယံကျင်းပထားမည်ရက်ကိုထပ်မံတိုးမြှင့်ခဲ့သည် တစ်ဖက်တွင်လည်းစစ်ကော်မရှင်ကမဲစရင်သွားကြည့်ရန်အချက်လက်များမှားယွင်းနေပါကပြင်ဆင်လွှာတင်သွင်းခြင်းတို့ကိုဆောင်ရွက်ရန်ထုတ်ပြန်နေတော့လေအဆိုပါမဲစရင်များအားတွားရောက်ကြည့်ရှုသူများနေပါလျက်ရှိကြောင်းသိရသည်စာရဲတန်စောတန်လင်းဓက်ပုံရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စီရင်များကြီးညာထားရာမဲစရင်မပြည့်စုံမှုအချက်လက်ကွဲလွဲမှုများရှိနေကြောင်းစစ်ကော်မရှင်လက်အောက်ခံလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနဝင်ကြီးဦးမြင့်ကြိုင်ကဝန်ခံပြောဆိုသည်